တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရဲစင်ရေးသဘောတူစာချုပ် NCA ဆင်းနှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားကိုဒီနေ့အော်တိုဝါ15ရက်မနက်ပိုင်းကနေပြည်တော်မှာရှိတဲ့ပြည်ပဆိုင်ရာကွန်ဗင်းရှင်းဘဟုဌာနတက်မှာကျင်းပခဲ့ပါတယ်။အခမ်းအနားမှာတနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရဲစင်ရေးသဘောတူစာချုပ် NCA ဆင်းနှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားကိုနိုင်ငံတော်လုံခြုံရေးနဲ့အကျဉ်းသားရရဲ့ကော်မရှင်ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မှုကြီးဆိုဝင်ပြည်တော်စုဝင်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြည့် NCA လက်မှတ်ရေးထိုးထားတဲ့ကရင်တိုင်းသားကောင်းဆောင်စောမှုတူစေဖို့ဦးစိုရံနဲ့ ဆိုင်းထွန်းဂျီတို့ကဖဲချိုးဖြက်ပြီးဖွင့်လှစ်ပေးခဲ့ပါတယ်။အဲ့နောက်ယာယီသမရနိုင်ငံလုံးချုပ်ရေးနဲ့အေဂျင့်တာယာယီကော်မရှင်ဥက္ကဋ္ဌကအခမ်းအနားမှာတနိုင်ငံလုံးပြည်ခန့်တိုက်ခိုက်မှုရစရေးသဘောတူစာချုပ် NCA ဆင်းနစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားမဟုတ်ကိုဆက်ကလုံးနေပြီးဖွင့်လှစ်ပေးခဲ့ပါတယ်။အဲ့နောက်၎င်းကတနိုင်ငံလုံးပြည်ခန့်တိုက်ခိုက်မှုရစရေးသဘောတူစာချုပ် NCA ဆင်းနစ်ပြည့်နှစ်ပတ်လည်နေ့ဆိုင်ရာမေကုံပြောကြားခဲ့ပါတယ်။အဲ့နောက်မှာ NCA လက်မှတ်ရေးထိုးထားတဲ့ကရင်တိုင်းဒေသခေါင်းဆောင်စောမှုတူစေဖို့ NCA လက်မှတ်ရေးထိုးခဲ့တဲ့အသီးသက်သည်တွေရဲ့ကိုယ်စားလှယ်တရုတ်ပြည်သူသမရနိုင်ငံနိုင်ငံသားရေးရာဝန်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ်အိန္ဒိယနိုင်ငံကအသီးသက်သည်နဲ့နိုင်ငံသားရေးအတွင်းဝင်ကိုယ်စားအိန္ဒိယနိုင်ငံသံအမတ်ကြီးထိုင်းနိုင်ငံကအာရှငြိမ်းချမ်းရေးနဲ့ပြည်လဲသိမြင်ရေးကောင်စီ ABRC ရဲ့ရာရေးအထွေထွေအတွင်းရေးမှုချုပ်မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီးဟောင်းနဲ့ NCA လက်မှတ်ရေးထိုးထားသူဦးအောင်မင်းတို့က NCA နှစ်ပတ်လည်နေ့အထိမ်းအမှတ်ဂုဏ်ပြုစကားတွေပြောကြားခဲ့ပါတယ်။